မြောင်းအက်တလန်တိတ်သမုဒ္ဒရာရဲ့ရေကလေးလောက်အေးဆက်နေတဲ့ရင်းနှီးပိုင်းကိုခဏလောက်စိတ်ကူးနဲ့လိုက်ကြည့်ကြည့်လိုက်ပါ အဲဒီမှာပြည်ထောင်နိုင်ငံရဲ့နျူကလ িয়ার ဆွဲအင်သုံးရေငုပ်သင်္ဘောတစ်စင်းဖြစ်တဲ့ HMS Baganes ကလွန်ခဲ့တဲ့ခုနှစ်လလုံးလုံးတိတ်ဆိတ်စွာနဲ့ခီးနှင်ခဲ့တာဖြစ်ပါရင်ဟုတ်ပါရင်ခုနှစ်လတိတိဖြစ်ပါရင်ဒီခုနှစ်လတာကာလပတ်လုံးဒီရေငုပ်သင်္ဘောကြီးကပင်လယ်မျက်နှာပြင်ပေါ်တစ်ခါမှပြန်တက်မလာခဲ့ပါဘူးလက်စတဲ့လီကိုလည်းမရှူရှိုက်ခဲ့ရပါဘူးနေအောင်ကြီးကိုလည်းမမြင်တွေ့ခဲ့ရပါဘူးဒီသင်္ဘောကြီးထဲမှာတော့ရေတပ်သား130လောက်ကဒီခုနှစ်လတာက ာလကိုအန်တင်ပြီးတော့ဖြတ်တန်းနေထိုင်နေကြပါရင်တို့ရဲ့စားသောက်ခြင်းနေထိုင်ခြင်းအသက်ရှူခြင်းကအစတကွေတန်ရှေးလို့ခြင်းအစုံ အရာအလုံးကိုဒီတမဏိပြုံချောင်းကြီးထဲမှာပဲလုံးဆောင်နေကြရတာဖြစ်ပါရင်ဒါပေမဲ့အားလုံးကတော့ဒါဘလို့ဖြစ်နေနိုင်ရလဲပင်လေရီအောင်မီတာယာပေါင်းများစွာမှာခီးနေနေတဲ့ဒီတမဏိပြုံချောင်းကြီးထဲမှာတို့ဘလို့အသက်ရှူချမ်းမလဲ ဘယ်လိုမျိုးနေထိုင်စာတောက်ကြမလဲဒီမြင်ကွင်းဟာအာကာသစခန်းတစ်ခုနဲ့တောင်တူနေပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့စစ်တရုရဲ့စိတ်ကူးရဲမှအတောင်မမှန်စနိုင်လောက်အောင်အန်အော်စရာကောင်းတဲ့ရင်းကုန်သမော်ရီရဲ့နေထိုင်မှုဘဝနဲ့နေပညာရီရဲ့အကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လေရင်ပြန်တွေရဲ့ ြန်တန်နိုင်တဲ့ဤပညာဖြစ်ဖြစ်အာဂါသစကံရဲ့ဤပညာပဲဖြစ်ဖြစ်ရေငုံသမောရီရဲ့ဤပညာကဒရုန်းနဲ့ရှင်ရင်အားနည်းရလို့လုံးဝပြောလို့မရပါဘူး။ငါးကြီးကြီးတွေတောင်မတော်နိုင်တဲ့ပင်လယ်ရင်ရဲ့ဘိုင်းမှာလူသားတွေကိုတင်ဆောင်ပြီးတော့ခီးနှင်နိုင်ပါတယ်။ပင်လယ်ရင်တွေကမော်လီကျူးတွေကိုခွဲထုတ်ပြီးတော့အသက်ရှူဖို့အတွက် အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။ဒါအပြင်စတဲ့ရုနိုင်ငံရဲ့အကာအကွယ်ရေးအတွက်လည်းအလွန်အရေးပါတဲ့အခန်းကဏ္ဍအနေပါဝင်နေပါတယ်။ဒါဆိုရင်တော့ရင်ငုံသမောသားတွေရဲ့နေစဉ်ဘဝတွေကိုအတူ ူတူခီးထွက်ကြရအောင်ပါရှင်။ရင်ငုတ်တမောဘောကတမောသားရဲ့အိပ်ဆက်ခြင်းဟာဂုံးဘောအားလို့တတောင်တတာမရှိပါဘူး။တမောအတွင်ပိုင်းကအလွန်ချင်းမြောင်းတဲ့အတွက်အိယာတွေကိုလည်းဘန်ကာအိယာပုံစံမျိုးနဲ့အကျယ်တပြည့်ခန့်သာရှိတဲ့နေရာလေးတွေမှာပြုလုပ်ပေးထားပါရှင်။တမောအများစုမှာလူဦးရေနဲ့အိယာရေအတွက်ကကွက်တိရှိမနေပါဘူးဥပမာအနေနဲ့ American ရေတပ်ရဲ့ USS Missouri ရင်ငုတ်တမောမှာဆိုရင်တော့ သင်္ဘောသား135ယောက်ရှိပေမဲ့အိယာ64လုံးသာရှိပါတယ်။ဒီလိုအခြေအနေမျိုးမှာသင်္ဘောသားအလုံးတစ်ချိန်တည်းအိတ်ဆက်ဖို့မလုံလောက်တဲ့အတွက် hot banking လို့ခေါ်တဲ့အစီအစဉ်ကိုအသုံးပြုရပါတယ်။ဆိုလိုတာကတော့ဒီမော်တာတဦးနိုးလာပြီးသူ့တာဝန်ကိုထမ်းဆောင်နေချိန်မှာတခြားတဦးကသူ့နေရာမှာဝင်ရောက်အိတ်ဆက်တာပဲဖြစ်ပါတယ်။ဒီလိုလုပ်ရတာက24နာရီပတ်လုံးဒီမော်ကိုလဲပတ်နေရတာကြောင့်ဒီမော်တာရဲ့အိတ်ချိန်စရာကအလွန်တင်းကျပ်ပြီးတော့ အမြဲလိုလိုအရာတွေကပုံနွေးနေတယ်လို့ဒီလိုနာမည်ပေးထားတာပဲဖြစ်ပါတယ်ဒီအချက်ကပဲရင်ငုံတင်မောပေါ်ကဘဝဟာဘလောက်ထိအစိန်ခေါ်မှုတွေပြည့်နေနေရဲဆိုတာကိုကြားသနေတာပဲဖြစ်ပါတယ်တယောက်ကသူ့ရဲ့6နာရီတာအချိန်ပြည့်လို့အရာထားလိုက်တာနဲ့နောက်ထပ်ရေတသားတယောက်ကသူ့ရဲ့အလဲကြအလုပ်ချိန် shift ကိုပြီးဆုံးလို့အိတ်ဖို့ရောက်လာပါပြီအဲဒီလူထထသွားတဲ့နှွေးနေသေးတဲ့အိတ်ဟာပေါ်မှာပဲနောက်တယောက်ကဝင်အိတ်ရတာပါဒီနီလန်းနဲ့ရင်ငုံတင်မောရီပေါ်က ခြင်းမြောင်းတဲ့နေရာကိုအကောင်းဆုံးအသုံးချထားတာဖြစ်ပါရင်ဈေးဝင်စားစရာကောင်းတာကတော့အရင်တော့ကနိုင်ငံအများစုရဲ့အင်ကုန်သင်္ဘောတွေမှာတနေတာကို16နာရီပဲသတ်မှတ်ထားခဲ့ကြပါတယ်။ဘလို့ဖြစ်လို့လဲဆိုတော့ရင်ကုန်သင်္ဘောတွေကနေအောင်ကြည်လည်းမရ လာရောင်လဲမမြင်ရတဲ့ပင်လယ်ရင်ရဲ့ဘိုင်းမှာခီးနေနေတာကြောင့်အပြင်လောကမှာနေလားညလားအချိန်ဘယ်လောက်ရှိပြီလဲဆိုတာကိုလုံးဝမသိနိုင်ပါဘူး။ဒါကြောင့်အလုတ်ကိုပို့ပြီးတော့ထီထီရောက်လုံးနိုင်ဖို့အတွက်ကဘာပေါ်ကလူတွေကတနေ့ကို24နာရီလို့သတ်မှတ်ထားချိန်မှာ တို့ကတော့16နာရီကိုပဲတနေ့တာအဖြစ်သတ်မှတ်ခဲ့ကြတာပါဆိုလိုတာအတင်က6နာရီကြာတင်းရဲ့အလုပ်ကိုလုပ်ပြီးသွားပြီဆိုရင်တော့နားဖို့စားဖို့တောက်ဖို့အိပ်ဖို့အတွက်17နာရီပဲအချိန်ရပါတော့တယ်အဲဒီ17နာရီပြည်တာနဲ့တင်းအတွက် နေ့တစ်တနေ့ပြန်စားပါပြီနောက်ထပ်6နာရီအလုပ်ပြန်ဆင်းရပါတော့မယ်ဒါပေမဲ့ဒီစနေကြောင့်ရေတသားတွေရဲ့ဘဝကအလွန်အမင်းစိတ်ဖိစီးမှုများလာပြီးတော့တို့ရဲ့ခန္ဓာကိုယ်တွင်ဇီဝနာရီတွေကိုပါ ျက်စီးလာတာကိုနောက်ပိုင်းမှာသတိပြုမိလာကြပါတယ်။ဒါကြောင့်မို့တဘာဝကြတဲ့24နာရီစက်ဝန်းကိုပဲရင်ခုန်သင်္ဘောတွေပေါ်မှာပြန်လည်ကျင့်သုံးလာခဲ့ကြပါတယ်။နောက်တစ်ခုကတော့လူတရ30အတွက် 3လ4လစာအစားအသောက်တွေကိုလလက်ဆက်ဆက်ဘလို့ကျွေးမွေးတယ်ဆိုတာကြည့်လိုက်ရအောင်ပါရင်ငုတ်တမောတစဉ်ကန်ကနေမခွာခင်မှာအစားအသောက်ကီလို6000ကနေ9000ကျားကိုတင်ဆောင်ရပါတယ်အဲ့ဒီထဲမှာအများစုကတော့လာပေါင်းများစွာအထားခံတဲ့ရေကယ်ရိတ်ထားတဲ့အစားအစာတွေ frozen food တွေနဲ့စီတူဘူး canned food တွေပါပဲတလောက်များတဲ့အစားအစာတွေကိုတူလောင်ဖို့အတွက်တီးတဲ့နေရာမရှိပါဘူးတင်မောသားတွေလည်းရှောက်သွားတဲ့ကျန်းပြင်အောက်တရာအစား သူတို့အိတ်တဲ့ဘန်ကာအေရီရဲ့အောက်မှာပါအစားအစာတွေကိုထိုးထည့်ပြီးတော့တင်းဆဲထားရတာပါရင်းမြုပ်တင်မောကန်နာခွာပြီးပလယ်ရေရောက်သွားတဲ့အခါပထမနှစ်ပတ်လောက်အထိပဲလက်ဆက်တဲ့နွားတို့တတိဝလန်နဲ့ဟင်းဒီဟင်းရွက်တွေကိုစားသုံးခွင့်ရပါတယ်အဲဒီနောက်မှာတော့ဒီအစားအစာတွေကုန်သွားပြီး ရေခဲရိုက်အစားအစာတွေနဲ့စီတုပူးတွေကိုပဲအားကိုးကြရပါတော့တယ်။ဒီလိုပဝင်းကျင်မှာချက်ပြုတ်ရတာကလည်းစိန်ခေါ်မှုကြီးတစ်ခုပါပဲ။ရင်ငုတ်သမိုးပေါ်စဖို့မှုတွေကဒီရေခဲရိုက်အစားအစာတွေကိုလက်ဆက်ပြီးတော့အရသာရှိတဲ့ဟင်းလျာတွေအဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိရပါတယ်။ဒါကြောင့်ရင်ငုတ်သမိုးပေါ်စဖို့မှုဆိုတဲ့အလုံးကအလွန်လေးစားခံရတဲ့အလုပ်တစ်ခုပါ။ဘာလို့လဲဆိုတော့အလာပေါင်းများစွာပင်လယ်ရင်ထဲထဲမှာရေတပ်သားတွေရဲ့စိတ်ဓာတ်မကျဆင်းသွားအောင်အရသာရှိတဲ့အစားအစာတွေနဲ့ဖန်တီးပေးရ ရသူတွေကသူတို့ပဲဖြစ်လို့ပါအစားအသောက်ကအာဟာရအရသာမရှိရင်တော့ရေတက်သားတွေရဲ့စိတ်ဓာတ်ကကျဆင်းသွားနိုင်ပါတယ်။ဒါပေမဲ့ဒီစပိုမှုတွေချက်ပြုတ်တဲ့အစားအစာတွေကကျန်ငါးဝက်ဟော်ကြာအစားအစာတွေနဲ့တောင်မကွာခြားပါဘူး။ တို့ရဲ့မိဖို့ကြောင့်ကတော့အလွန်ချင်းမြောင်းပါတယ်။ဘေးကင်းလုံခြုံရေးအတွက်ရင်ငုပ်သွင်းဖို့ပေါ်မှာမီးတောက်ကိုလုံးဝအသုံးမပြုပါဘူး။မီးလောင်မှု NDO ကာကွယ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ဟင်းလျာအားလုံးကိုစစ်မှုလုပ်ငန်းအသုံးလျှက်စစ်မီးဖို့ကြီးတွေနဲ့ပဲချက်ပြုတ်ကြရပါတယ်။ရင်ငုပ်သွင်းမှုတွေမှာပုံမှန်အားဖြင့် တနေ့ကိုအစားအစာ၄ချိန်ကျွေးပါတယ်။နန်းစာနေ့လဲစာညစာနဲ့သကောင်စာဆိုပြီးတော့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သင်္ဘောပေါ်မှာနေရောညပါအလုံးလုံးနေရတာကြောင့်ညပိုင်းအလုံးစင်တဲ့ရေတက်သားတွေအတွက်လည်းအစားအစာကိုအစင်သည့်ပြင်ဆင်ပေးထားရပါတယ်။နောက်တစ်ခုကတော့ရာနဲ့ချီတဲ့လူတွေလာပေါင်းများစွာ ပင်လယ်ရေအောက်မှာဘလို့အသက်ရှူပြီးတော့ရေတောက်ကြသလဲဆိုတာပါပဲ။ဒါဟာနီးပညာရဲ့အံပွဲတစ်ခုပါပဲ။ဒီမော့ပေါ်မှာအောက်ဆီဂျင်အိုးတွေထည့်သွားလို့လုံလောက်မှာမဟုတ်ပါဘူး။ဒါကြောင့်အလွန်အဆင်မြင့်တဲ့နီးပညာတစ်ခုကိုအသုံးပြုရပါတယ်။အဲ့ဒါကတော့ပင်လယ်ရေကို electrolysis လို့ခေါ်တဲ့ဓာတ်ခွဲနီးပညာနဲ့ခွဲထုတ်တာပါပဲ။ဒီနီးပညာကပင်လယ်ရေ H2O တွေက hydrogen H2 နဲ့ oxygen O2 ကိုတီးကြားစီခွဲထုတ်လိုက်တာပါ။ရလာတဲ့ oxygen ကိုသင်္ဘောရဲ့တိုက်ကီတွေမှာတိုးလောင်ပြီးတော့အသက်ရှူဖို့အတွက်အသုံးပြုပါရင်လူတစ်ယောက်ကတနည်းကို oxygen လီတာ600လောက်ရှူသွင်းဖို့လိုအပ်ပါရင်ဒါကြောင့်လူတစ်ယောက်30အတွက်ဆိုရင်တနည်းကို oxygen လီတာ8000နီးပါးလိုအပ်ပါရင်ဒါပေမဲ့ရင်ငုပ်သင်္ဘောရဲ့ oxygen generator အတွက်တော့ဘယ်လေရင်နဲ့လျှက်စစ်တဲ့အားရှိနေသည်၍ဒီပမာဏကိုအဆက်မပြတ်ထုတ်လုပ်ပေးနိုင်ပါရင် အောက်ဆီဂျင်ပေးရင်အရေးကြီးဆုံးကတော့တောက်သုံးရေ fresh water ပါပဲ ပင်လယ်ရေကိုတိုက်ရိုက်တက်လို့မရပါဘူး။တောင်းရင်ရေတက်ခန်း၆ပြီးတော့ဒေဆုံးနိုင်ပါရယ်။ဒါကြောင့်ပင်လယ်ရေတွေရဲ့စားတက်ကိုဖယ်ထုတ်ဖို့အတွက် distillation plan လို့ခေါ်တဲ့ရေချိုစက်ရုံငယ်လေးတွေကိုသင်္ဘောပေါ်မှာတက်ဆင်ထားပါရယ်။ရင်ကိုသင်္ဘောတစ်စင်းပေါ်ကဒီစက်တွေကတနည်းကိုရေချိုလီတာတသိန်းခွဲလောက်အထိ ထုတ်လုပ်ပေးနိုင်ပါရယ်။ဒီစနေ့ကပင်လယ်ရေကိုအပူပေးပြီးတော့ရင်နွေးငွေ့အဖြစ်ပြောင်းလဲလိုက်ပါရယ်။အဲဒီရင်နွေးငွေ့ကိုပြန်အေးခံလိုက်တဲ့အခါမှာတော့စားတက်ကင်းစင်တဲ့သောက်သုံးရည်စစ်စစ်ကိုရရှိတာပါပဲ။ ဒီရေတွေကိုသံမောသားတွေတောက်သုံးဖို့တန်ရှေးလုပ်ဖို့အပြင်ရင်းကိုသံမောရဲ့ဆက်ပစ္စည်းတွေကိုအေးပေးဖို့အတွက်လည်းအသုံးပြုရပါတယ်။အောက်ဆီဂျင်ရပြီ၊တောက်ရည်ရပြီ။ဒါပေမဲ့အရေးကြီးဆုံးစိန်ခေါ်မှုတစ်ခုချန်ပါသေးတယ်။အဲ့ဒါကတော့လူတွေရဲ့ထွက်သက်ကနေထွက်လာတဲ့ကာဗွန်အောက်ဆိုက် CO2 ကိုဘယ်လိုစွန့်ထုတ်မလဲဆိုတာပါပဲ။လေလုံနေတဲ့နေရာတစ်ခုမှာလူတရာကျော်အသက်ရှူနေတာကြောင့် CO2 တွေကအချိန်တိုအတွင်းမှာအစိမ့်အောက်ဖြစ်စေနိုင်တဲ့အဆင့်အထိကိုမြင့်တက်လာနိုင်ပါတယ်။ ။ဒါကိုဖြည့်ရှင်းဖို့အတွက်ရင်ငုတ်သမော်တွေမှာ soda lime လို့ခေါ်တဲ့ဓာတုဒရပ်ပေါင်းကိုအသုံးပြုတဲ့စနစ်တစ်ခုတက်ဆင်ထားပါရယ်။ဒီဒရပ်ပေါင်းကလေထဲမှာရှိတဲ့ CO2 molecule တွေကိုစုပ်ယူဖန်ဆီးပေးပါရယ်။ပြီးတော့အဲဒီစုပ်ယူထားတဲ့ CO2 တွေကိုစနစ်တကျပြန်လည်စုစည်းပြီးတော့ဗလေထဲကိုစွန့်ထုတ်လိုက်ပါရယ်။ခင်မီရင်ငုတ်သမော်တွေမှာဆိုရင်တော့လေထုစောင့်ကြည့်ရေးစနစ်တွေက သင်္ဘောအကျွင်းကအောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်ဟိုက်ဒရိုဂျင်စတဲ့ဓာတ်ငွေ့အဆင့်တွေကိုစက္ကန့်မလတ်တိုင်းထာနေပြီးတော့တခုခုမှန်းရောတာနဲ့ချက်ချင်းအချက်ပေးပါတယ်ဒီနေရာမှာအားလုံးကိုအဓိကချက်တွင်ပြီးတော့ရှင်းပြခြင်းတဲ့အကြောင်းအရာတခုရှိပါတယ်အဲ့ဒါကတော့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေကတာမန်ဒီဇယ်လျှက်စစ်ရေငုပ်သင်္ဘောတွေနဲ့ဘာရီကွာချားပြီးတော့ဘလောက်ကြာကြာရေအောက်မှာနေနိုင်တယ်လဲဘလောက်ထိခီးသွားနိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ် နံပါတ်1ရေအောက်မှာဘလောက်ကြာကြာနေနိုင်တယ်လဲဒီမေခွန်းရဲ့အဖြေကအံ့ဩစရာကောင်းပါတယ် သီအိုရီအရပြောရရင်နျူကလ িয়ার ရေငုပ်သင်္ဘောတစ်စင်းဟာရေအောက်မှာနှစ်ပေါင်း20ကနေ25နှစ်အထိနေနိုင်ပါတယ်။ဟုတ်ပါတယ်။နင်းနေချီပြီးတော့နေနိုင်တာပါ။ဘာကြောင့်လဲဆိုတော့သူ့ကိုပေးနေတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့ကတခါလောင်စာဖြည့်ထားရုံနဲ့နှစ်ပေါင်း20ကျော်ကြာအစမပြတ်စွန့်အင်ထုတ်ပေးနိုင်လို့ပါပဲ။သူ့မှာလောင်စာကုန်ပါကိုစိုးရင်စရာမလိုပါဘူး။ဒါပေမဲ့လက်ထရီမှာတော့ဘာအကန့်အသတ်ဖြစ်နေလဲဆိုတာလူသားတွေအတွက်အစားအစာပါပဲ။သင်္ဘောပေါ်မှာတည်ဆောင်သွားတဲ့အစားအစာက ပုံမှန်အဖြစ်ရက်ကူးစေရနေရက်120 3လနေ4လအထိပဲလုံလောက်ပါတယ်။အစားအစာကုန်သွားရင်တော့ရိတ်ခါပြန်ဖြည့်ဖို့အတွက်ကန်းကိုပြန်ကက်ရပါမယ်။ဒါအပြင်ဒီမဘော်ကတခြားစက်ပစ္စည်းတွေကို ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်နျူကလ িয়ার ရင်ငုံဒီမတစ်စင်းရဲ့မစ်ရှင်တစ်ခုဟာလောင်စာကြောင့်မဟုတ်ဘဲလူသားတွေရဲ့လိုအပ်ချက်ကြောင့်သာရက်ပိုင်းလပိုင်းနဲ့ကန့်သက်ထားရတာဖြစ်ပါတယ်။ ဘလောက်ထိခီးသွားနိုင်လဲလောင်စာအကန့်အသတ်မရှိသလောက်ဖြစ်နေတာကြောင့်နျူကလ িয়ার ရှင်ကုန်သမောတစင်းရဲ့ခီးသွားနိုင်တဲ့အကွာဝေးရလဲအကန့်အသတ်မရှိပါဘူးသူကကဘာကြီးကိုရေအောက်ကနေပဲအကြိမ်ပေါင်းများစွာပက်ပြီးတော့ခီးနေနိုင်ပါတယ်တခြားဘာတွေလုပ်နိုင်သေးလဲနျူကလ িয়ার ရှင်ကုန်သမောတွေရဲ့အဓိကဂျာဝင်က ရေရိုးတိုက်ခိုက်ရေးတသက်မဟုတ်ပါဘူးသူတို့ရဲ့အကြီးမားဆုံးစွမ်းဆောင်ရည်ကတော့မဟာဗျူဟာမြောက်ဟန်တာခြင်းပဲဖြစ်ပါတယ်နျူကလ িয়ার ရင်ငုံသင်္ဘောတွေကအထန်တိတ်စိတ်တာရေအောက်မှာရေရှည်ပုံးခိုနိုင်တာစရဲအားသာချက်တွေကြောင့်ရန်သူရဲ့စောင့်ကြည့်မှုကနေအလွန်လွယ်ကူစွာရှောင်တိန်နိုင်ပါတယ်ဒီရင်ငုံသင်္ဘောတွေကရေအောက်မှာလာပေါင်းများစွာခိုအောင်နေနိုင်တာကြောင့်သူတို့ရဲ့ဒီနေရာကိုရှာဖွေဖော်ထုတ်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်ဒီအချက်ကပဲသူတို့ကိုတရေတစီလိုမျိုးပုံးခိုနေနိုင်တဲ့ဇွန်ရည်ရှိစေပြီးတော့မမ မျောလင့်နိုင်တဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွက်အသင့်အနေထားဖြစ်နေစေပါတယ်။ ီအချက်ကတော့နျူကလ িয়ার ရေငုပ်သင်္ဘောတွေရဲ့အရေးအကြီးဆုံးအခန်းကဏ္ဍပဲဖြစ်ပါရင်နျူကလ িয়ার စစ်ပွဲတစ်ခုဖြစ်လာခဲ့ရင်တောင်ဂုံးမီပေါ်မှာရှိတဲ့နျူကလ িয়ার လက်နက်စခန်းတွေအားလုံးဖျက်ဆီးခံလိုက်ရနိုင်ပါတယ်။ဒါပေမဲ့ပင်လယ်ရေအောက်မှာပုံအောင်နေတဲ့နျူကလ িয়ার ရေငုပ်သင်္ဘောကတော့အလွယ်တကူဖျက်ဆီးခံရနိုင်ခြင်းနေပါပါတယ်။ဒါကြောင့်ရေငုပ်သင်္ဘောတွေကရန်သူကိုနျူကလ িয়ার ဒုံးကြီးတွေနဲ့ချက်ချင်းပြန်လည်တိုက်ခိုက်နိုင်တဲ့အစွမ်းရည်ကိုထိမ့်သိမ်းထားနိုင်ပါတယ်။ဒီလိုဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိနေတာကြောင့် ဘယ်နိုင်ငံမှပထမဦးဆုံးနျူကလ িয়ার နဲ့စတင်တိုက်ခိုက်ဖို့မဝင်ရဲကြပါဘူးဒီအချက်ကနျူကလ িয়ার တားဆီးကာကွယ်မှုအဖြစ်ကိုလုံဆောင်ပြီးတော့ကမ္ဘာငြိမ်းချမ်းရေးကိုတနည်းတစ်ပုံထိန်းထားပေးတဲ့အချက်အဓိကအချက်လေးဖြစ်ပါတယ်ရင်းငုတ်သမောရီကစီးလုံရှာမှုတွေမှာတိုက်ခိုက်ရေးအထွတ်အထိပ်မှာကပဲထောက်လန်းရေးနဲ့လျှို့ဝှက်စစ်ဆင်ရေးတွေအတွက်လည်းအရေးပေါ်တဲ့အခန်းကဏ္ဍအနေပါဝင်ပါတယ် သူတို့ဟာအတန်တိတ်ပုံကွယ်နိုင်တဲ့စွမ်းရည်ကြောင့်ရန်သူရဲ့ရေပိုင်းတဲ့အနည်းကိုတိတ်တဆိတ်ချင်းကန်နိုင်ပြီးတော့ အဖိုးတန်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ပါတယ်။ဥပမာအားဖြင့်ရေအောက်ဆက်သွယ်ရေးကေဘယ်ဂျိုးတွေကိုကြားဖြတ်နှာထောင်တာ၊ရန်သူရေတပ်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်တာ၊စားရဲထောက်လန်းရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါတယ်။ဒါအပြင်ရင်းငုံသမောရီကအထူးတပ်ဖွဲ့ဝင်တွေကိုရန်သူကန်းကြီးအနီးမှာလျှို့ဝှက်ပို့ဆောင်ပေးတာ၊ရန်သူနယ်မြေတွေကိုသက်ဆိုင်ရာပစ္စည်းကိရိယာတွေလျှို့ဝှက်တည်ယူပို့ဆောင်ပေးတာမျိုးတွေလည်းလုပ်ဆောင်နိုင်ပါတယ်။ ဒီစွမ်းရည်တွေကပဲရင်းနှုတ်သမောတွေကိုခင်မီစစ်ပွဲတွေအတွက်မရှိမဖြစ်လိုအပ်တဲ့မဟာဗျူဟာမြောက်ဆလနက်ပစ္စည်းတစ်ခုဖြစ်စေပါတယ်။လက်ရှိမှာကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံပေါင်း 42နိုင်ငံကရင်ခုန်သင်္ဘောတွေကိုအသုံးပြုနေကြပါတယ်။ American ပြည်တော်စုကတော့ရင်ခုန်သင်္ဘောအစီး80နဲ့အများဆုံးပိုင်ဆိုင်ထားပြီးတော့ကမ္ဘာထိပ်ဆုံးမှာရပ်တည်နေပါတယ်။ဒုနောက်မှာတော့ရုရှားတရုတ်နဲ့အီရန်တို့ကအစင်လိုက်နေရာယူထားပါတယ်။ဒါမှန်ရင်ခုန်သင်္ဘောတွေနဲ့မတူဘဲနျူကလ িয়ার ဆွေးအင်သုံးရင်ခုန်သင်္ဘောကိုတော့ကမ္ဘာပေါ်မှာ6နိုင်ငံသာပိုင်ဆိုင်ပါတယ်။အဲဒီနိုင်ငံတွေထဲမှာတနိုင်ငံကတော့အိန္ဒိယနိုင်ငံဖြစ်ပါတယ်။နျူကလ িয়ার ဆွေးအင်သုံးရင်ခုန်သင်္ဘောတွေကလောင်စာစီဖြည့်စရာမလိုဘဲရေအောက်မှာလာပေါင်းများ န်းစွာခီးနေနိုင်တာကြောင့်မဟာဗျူဟာအရအလွန်ရေးကြီးပါတယ်။အိန္ဒိယရဲ့အင်အားကြီးဆုံးနျူကလ িয়ার ဆွဲအင်သုံးရင်းငုပ်သင်္ဘောကတော့ INS Arhat ဖြစ်ပါတယ်။ဒီရင်းငုပ်သင်္ဘောကပင်လယ်ရေအောက်ပေ1300မီတာအနက်အထိကိုငုပ်ရှိုးနိုင်စွမ်းရှိပါတယ်။ INS Arhat ရဲ့အဓိကဆွမ်းရည်ကတော့ရေအောက်ကနေနေပြီးတော့ ကီလိုမီတာ3500မိုင်နေနဲ့2185မိုင်အကွက်ဝေးမှရှိတဲ့ရန်သူပြမတ်ကိုနျူကလ িয়ার ထိပ်ဖူးတက်ဒုံးကြီးတွေနဲ့တိုက်ခိုက်နိုင်ခြင်းဖြစ်ပါတယ်။ဒီစွမ်းရည်ကအိန္ဒိယကိုဒုတိယပြန်လည်တိုက်ခိုက်နိုင်စွမ်း second strike capability ရှိတဲ့နိုင်ငံဖြစ်ကိုသတ်မှတ်ပေးခဲ့ပါတယ်။ရှင်တို့တမောရီရဲ့ဤပညာကအမကန်ဖွေရာကောင်းပါတယ်။ကျတဲ့ဂုံမီပေါ်မှာတာမန်ယူရှင်းတယ်လို့ယူဆရတဲ့အသက်ရှူတာရေတောက်တာလို့ကိစ္စရက်တွေရဟာ ရေအောက်လိုသီးခြားပတ်ဝန်းကျင်တစ်ခုမှာတော့ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာပါတယ်။အဲဒီစိန်ခေါ်မှုတွေကိုချော်လွန်နိုင်ဖို့အတွက်လေယိုတန့်စင်ပေးခြင်း၊ရေကိုချုံမိန်စေခြင်းစားတဲ့အစင်းအမြင့်ဆုံးဤပညာတွေနဲ့အလွန်များပြားတဲ့ငွေကြေးတွေကိုအသုံးပြုထားပါတယ်။ဒါကြောင့်ရင်းငုတ်သမောကစီရေးအင်အားတစ်ခုတည်းမဟုတ်ပဲလူသားတွေရဲ့ဤပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းပုံဖော်ပြနေရဖြစ်ပါတယ်။ ကဘာအင်အားချင်းတွင်ရှာဟုထိန်ညှိခြင်းရင်ငုတ်သမောရီကရေအောက်ကတိတ်ဆိတ်ငြိမ်သက်နေတဲ့ကဘာငယ်လေးတွေဖြစ်ပေမဲ့ ရေပေါ်ကကဘာကြီးရဲ့နိုင်ငံရေးအင်အားနဲ့စီးရေးချိန်ခွင်ရှာကိုထိန်းချိပေးနေတဲ့မမြင်နိုင်တဲ့လက်တွေလည်းဖြစ်ပါရင်တို့ရဲ့လျှို့ဝှက်ပုံကိုနိုင်စွမ်းနဲ့ဒုတိယပြည်လဲတိုက်ခတ်နိုင်စွမ်းတွေကနိုင်ငံတကာဆက်ဆံရေးမှာအပြန်အလှန်တောင်းဆီးကာကွယ်မှုကိုဖြစ်ပေါ်စေပြီးတော့ကြီးမားတဲ့ပြပခန့်တွေကိုရှောင်ရှားနိုင်ဖို့အထောက်အကူပြုပါရင်ဒါကြောင့်ရင်ငုတ်သမော်ရီကခစ်တစီရေးသမိုင်းမှာမဟာပြူဟာအရေးပါဆုံးသောအခမ်းကဏ္ဍအနေပါဝင်နေကြောင်းတင်ဆက်ပေးလိုက်ပါရင် ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။